မင်္ဂလာပါရှင်ရန်ကုန်ကတဲ့ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာဂျပန်စစ်တပ်ကနျူကလ িয়ার စွမ်းအင်ကိုလက်နက်ဖြင့်အသုံးပြုလိုက်မယ်လို့နိုင်ငံတကာသို့ကုလသမဂ္ဂဥက္ကဋ္ဌမော်ဒွန်သတင်းပေး။မြန်မာဂျပန်စစ်တပ်ကနေနျူကလ িয়ার စွမ်းအင်ကိုလက်နက်ဖြင့်အသုံးပြုလိုက်မယ်လို့နိုင်ငံတကာကိုကုလသမဂ္ဂဆိုင်ရာမြန်မာအမြန်ကိုယ်စားလှယ်တမ်းမတ်ကြီးဥက္ကဋ္ဌမော်ဒွန်ကအသိပေးပြောဆိုလိုက်ပါတယ်။ အော်တိုဘလ27ရက်နေ့ထိအမေရိကန်ပြည်အစနယူးယောက်မြို့မှာရှိတဲ့ကုလသမဂ္ဂဌာနချုပ်မှပြုလုပ်တဲ့အချိန်80မြောက်ကုလသမဂ္ဂထွေထွေညီလာခံလက်နက်ဖြတ်သိမ်းရေးနဲ့နိုင်ငံတကာလုံခြုံရေးကော်မတီရဲ့နျူကလ িয়ার လက်နက်ဖြတ်သိမ်းဆိုင်ရာအစည်းအဝေးမှာကုလသမဂ္ဂဆိုင်ရာမြန်မာမျိုးနဲ့ကိုယ်စားလှယ်အသံမကြီးဦးကျော်မုထုံကရှင်းတို့အသိပေးခြင်းဖြစ်ပါတယ်နျူကလ িয়ার ဆိုင်ကိုငြိမ်းချမ်းစွာအသုံးပြုရဟူတဲ့ယူဆာကဂျပန်စီးပွားရေးနဲ့အပြန်အလှန်ဆန့်ကျင်ဘက်ဖြစ်ကြောင်းအပန်းဖြေရမှာအသုံးပြုရဲပရိုမိုတာတွေကိုပင်ရဲသားတွေပေါ်လက်နက်ဖြင့်အသုံးပြုရစစ်တပ်ကနျူကလ িয়ার ဆိုင်ကိုလည်းလက်နက်ဖြင့်အသုံးပြုလိမ့်မယ်ဖြစ်ကြောင်းသတ်မှတ်ချက်ကအတည်ပြုတယ် စီယုစုကပြုလုပ်တဲ့ဆင်ဆင်ရဲ့တွေ့ရောင်ရွေးကောက်ပွဲကိုပံ့ပိုးမဲ့မြင်းတိနိုင်ငံတကာအထောက်ပံ့သူမှအကူအညီပေးမှုတွေကစီယုစုရဲ့အန်ဒီယန်ရှိတဲ့နျူကလ িয়ার ရည်မှန်းချက်တွေအကောင့်ထဲပေါ်နိုင်တဲ့ဆင့်တိုးပြီးနှိကပ်သွားစေမိဖြစ်ကြောင်းတပ်မကြီးကထပ်လောင်းတည်ပေးပါတယ်။မြန်မာနိုင်ငံရွေးကောက်ခံရက်သားစွဲလက်ထက်မှာ TPNW နျူကလ িয়ার သဘေးအန္တရာယ်ကာကွယ်ဆိုင်ကွန်ဗင်းရှင်းနျူကလ িয়ার ပစ္စည်းများရုပ်ပိုင်းဆိုင်ရာကာကွယ်ဆောင်ရှားရေးဆိုင်ကွန်ဗင်းရှင်းနဲ့ CTPD တို့ကို TP လက်မှတ်ရေးထိုးခဲ့ကြောင်း TPNW ကိုအတည်ပြုရန် IAEA ရဲ့နောက်ဆက်တွဲစာချုပ်ကိုတက်ဝင်စီရန်နဲ့ modifying small quantity protocol MS2P ကိုလိုက်နာမဲ့မိမိတို့ရဲ့အစီအစဉ်အားလုံးက2022ခုနှစ်တရားမွေအကြံဖတ်ဆရာနာသိမ့်မှုကြောင့်ပြည့်စည်သွားခဲ့ကြအောင်တန်အမကြီးကရှင်းပြတယ်။ မြန်မာပြည်အာဆီယံဘုံသဘောတူညီချက်၅ရဲ့ပြည်လုံးကျွေးကောင်စီဆုံးဖြတ်ချက်နှစ်ခြားချောင်းကိုပါဝင်ကုလသမဂ္ဂအဖွဲ့အစည်းရဲ့ဆုံးဖြတ်ချက်များစွာကိုချိုးဖောက်နေတဲ့ဂျပန်ပြည်ထောင်ကအိုင်အီရဲ့ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာစီမင်းစည်းကမ်းတွေကိုလည်းချိုးဖောက်လိုက်ပြီဖြစ်ကြောင်းတရားမွေလက်နက်ဝယ်ယူလုပ်ငန်းတွေကိုလွယ်ကူစေလုပ်ဝေးနေတဲ့ဆေးအုပ်စုနဲ့၎င်းအလောက်ခံတွေကတရားမွေနျူကလ ியர் လုပ်ငန်းတွေကိုလည်းလွယ်ကူစွာလုပ်ကိုင်လိုက်ပြီဖြစ်ကြောင်းတန်မကြီးကနိုင်ငံတကာသို့ရှင်းလင်းပြောဆိုတဲ့ ထို့ကြောင့်ဂျပန်စစ်တပ်ထံကိုလက်နက်တွေစစ်လက်နက်ပစ္စည်းတိုက်လျင်စီတခြားစစ်ဘက်ရဖန်မျိုးသုံးပစ္စည်းနဲ့ဆက်ဆက်နီးပညာရေးစီစဉ်မှုကိုဖျက်တောက်ကြပါရဲ့ဖွဲ့ဝင်နိုင်ငံများအားလုံးကိုတန်မကြီးဥကြုံမထုံကတောင်းဆိုရင်ဆက်လက်ပြီးမြန်မာနိုင်ငံမှာစစ်တပ်ရွေးကောက်ပွဲကြောင့်ပို့ကြီးမရမတည်ငြိမ်မှုတွေဖြစ်ပေါ်လာနိုင်တယ်လို့ဩစတြေးလျဆွေရလက်ထောက်ဝန်ကြီးကအာဆီယံစည်းဝေးမှာသတိပေးမြန်မာနိုင်ငံမှာစစ်တပ်ကရွေးကောက်ပွဲကျင်းပမှုကြောင့်ပုံမှုကြီးမားတဲ့မတည်ငြိမ်မှုတွေဖြစ်ပေါ်လာနိုင်ကြောင်းဩစတြေးလျဆွေရလက်ထက်ဝန်ကြီး George Wilson ကအာဆီယံစည်းဝေးမှာတီးပေးလိုက်တယ်။ အော်တိုဝါလာဆန်ခုနေရီမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာကျင်းပရာအာဆီယံရွှေအားရှာဆွေးနွေးဝင်ကြီးများအစည်းအဝေးမှာ၎င်းကထွက်ပေါ်တိုင်းအသိပေးလိုက်ခြင်းဖြစ်ပြီးဂျော့ဝီဆင်ကဩစတြေးလျဆွေးရာသီဥတုပြောင်းလဲမှုဆွေးနွေးနယ်ရေးပေါ်စီမံခန့်ခွဲမှုဆိုင်ရာလက်ထောက်ဝင်ကြီးဖြစ်တဲ့မြန်မာနိုင်ငံမှာစံဖတ်မှုတွေချက်ချင်းရစေးမတရားဖန်ဆီးထိန်းသိမ်းခံရသူအလုံးကိုပြန်လှုပ်ပေးလူသားချင်းစာနာကူညီဘေးကင်းလုံခြုံစွာနဲ့အတားအဆီးမရှိရရှိစေရင် စစ်မှန်တဲ့အားလုံးပေါင်းတဲ့နိုင်ငံရေးဆွေးနွေးပွဲတွေပြုလုပ်ရတဲ့အော်စတြေးလျနိုင်ငံထက်လောင်းတောင်းဆိုကြောင်းထိုအခြေအနေတွေမပြည့်စုံဘဲရွေးကောက်ပွဲတွေကျင်းပခြင်းကပုံမှန်ကြီးမားမတည်ငြိမ်မှုကိုဖြစ်ပေါ်စေနိုင်ကြောင်းအော်စတြေးလျဆွေးလက်ထက်ဝန်ကြီး George Wilson ကတည်ပြတဲ့မြန်မာညိုအီဆိုရဩစတြေးလျနိုင်ငံဆိုင်ကိုယ်စားလှယ်ယုံကဩစတြေးလျဆိုရလက်ထက်ဝန်ကြီး George Wilson ရဲ့ပြောကြားချက်မှာမြန်မာပြည်သူတွေအတွက်အလွန်အဓိပ္ပာယ်ရှိကြောင်းလက်ရှိဖြစ်ပေါ်နေတဲ့မြန်မာစစ်တပ်ဖိနှိပ်ချုပ်ချယ်မှုနဲ့ အစိုးလိုက်ပြုံလိုက်ဖန်စီထိန်သိမ်းမှုတွေအခြေအနေမှန်ကိုအတိမတ်ပြုခြင်းအသက်ကယ်လူသားချင်းစာနာမှုကူညီရရှိရေးကိုထောက်ခံအားပေးခြင်းအာဆီယံပုံသဘောတူညီချက်၅ချက်ကိုလက်တွေ့ကျကျအားဖြည့်ပေးခြင်းနဲ့အာဏာရရွေးကောက်ဖွဲ့လုပ်ငန်းစဉ်ကိုနိုင်ငံတကာကတရားဝင်ဖြစ်အတိမတ်ပြုခြင်းမှာတာစီယာမှာကူညီဖြစ်စေခြင်းတို့ကိုဖော်ပြနေကြောင်းသတင်းထုတ်ပြန်နေဆလဘီထိုင်းမြန်မာနယ်စပ်မြန်မာဘက်ဂျန်ရှင်အွန်လိုင်းကြားဖြန့်ငွေလင်းစင်တာတွေမှာစတားလင်းဆက်ပေါင်း2500ကျော်ကိုအင်တာနက်ဝန်ဆောင်မှုဖြတ်တောက်လိုက်ပြီး SpaceX ကတရားဝင်ထုတ်ပြန် ထိုင်းမြန်မာနယ်စပ်မြန်မာဘက်ခြမ်းမရှိအွန်လိုင်းငွေလိမ်ကြားဖြန့်စင်တာမှာ Starlink စက်ပေါင်း2500ကျော်ကိုအင်တာနက်ဝန်ဆောင်မှုဖြတ်တောက်လိုက်ပြီးလို့ SpaceX ကတရားဝင်ထုတ်ဖော်ပြောဆိုကြောင်း AFP ကသတင်းဖော်ပြရတယ်။ Starlink အင်တာနက်ဝန်ဆောင်မှုပေးတဲ့ SpaceX Company ကမြန်မာနိုင်ငံရှိကြားဖြန့်စင်တာမှာအသုံးပြုတဲ့ Starlink စက်ပေါင်း2500ကျော်ကိုအင်တာနက်ဝန်ဆောင်မှုဖြတ်တောက်လိုက်ကြောင်း အင်းနီချင်းထိုင်းနိုင်ငံကအင်တာနက်လိုင်းတွေဖြတ်တောက်ပြီးနောက် Starlink ဂျိုတို့အင်တာနက်ကိုအများအပြားအသုံးပြုလာကြောင်းသိရတယ်။ SpaceX ကမြန်မာနိုင်ငံရှိတန်တရားရှိအကြဖြန့်စင်တာအနီးတစ်ဝိုင်းမှာ Starlink ဆက်2005ကျော်ကိုဖော်ထုတ်ပြီးပိတ်ပင်လိုက်တယ်လို့ SpaceX ရဲ့ Starlink Company ဒုတိယဥက္ကဋ္ဌ Lara Dra ကပြောဆိုတယ်။ယခုရပိုင်းတွင်ဂျပန်စစ်တပ်က KK ဘက်ကုံရောက်ဆင်းနေပြီး Starlink Internet အလုံး30ကိုသိမ်းဆည်းရမိခဲ့ကြောင်းကြေညာပါတယ်။ ဆက်လက်ပြီးဖမ်းမြို့နယ်ဖားဖို့ရွာလေးကိုစစ်တပ်ပြစ်ခတ်တဲ့လက်နက်ကြီးကြောင်ပေါက်ကွဲပြီး6နှစ်နဲ့12နှစ်ရွယ်ကလေးနဲ့အပောင်းဝင်ပြည်သူတုံးတိမ်ဆောင်ပြီး18ရက်ထိခိုက်တရားရံပြင်းပြင်းနဲ့ဖမ်းမြို့နယ်ဖားဖို့လေးရွာကိုစစ်တပ်ပြစ်ခတ်တဲ့လက်နက်ကြီးကြောင်ပေါက်ကွဲပြီး6နှစ်နဲ့12နှစ်ရွယ်ကလေးနဲ့အပောင်းဝင်ပြည်သူတုံးတိမ်ဆောင်ပြီး18ရက်ထိခိုက်တရားရှိခဲ့ကြောင်းကဲနူဘိုကသတင်းထုတ်ပြန်နေ အော်တိုမလ20နှစ်ညနေ9:40မိနစ်ခန့်မှာဖန်မြို့နယ်ဝဲပြန့်ကျောက်အုပ်စုတွင်ရှိဖောက်ပေါ်ရွာလေးအတွင်ကိုကမမောင်းရှိအကြမ်းဖက်စစ်တပ်က120မမလက်နက်ကြီး၃လုံးနဲ့ပစ်ခဲ့အားကျေးရွာတွင်ကြောက်ပောက်ခွဲခဲ့တယ်။မစောပါလနဲ့ကြေကြောက်ပောက်ခွဲခြင်းကြောင့်ဖားပေါ်လေးရအတွင်းနေထိုင်တဲ့38နှစ်ရွယ်စောတူ72နှစ်ရွယ်နော်အေးမူနဲ့6နှစ်ရွယ်နော်ချမီတို့သုံးပွဲချင်းမိတေဆောင်ခဲ့ကြောင်းထို့ပြင်ကလေးငယ်တွေပါဝင်ပြည်သူ79ဦးပြင်းထန်တဲ့အရာရှိပြီးနေအိမ်နေပြည့်စည်ခဲ့ကြောင်းသိရတယ်။ အကြမ်းဖက်စစ်တပ်က၎င်းတို့ထိန်ချုပ်ဒေသများအတွင်းတွေ့ရောက်ရွေးကောက်ပွဲပြုလုပ်နိုင်အတွက်ငြိမ်းချမ်းနေသည့်အောင်ပြုမူနေတော်လဲကောတူလေထိန်ချုပ်နယ်မြေအတွင်းနဲ့တော်လိုင်းတပ်ဖွဲ့ထိန်ချုပ်နေရဒေသများအတွင်းနေထိုင်တဲ့အရဲသားပြည်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ကြီးဖြင့်တိုက်ခိုက်မှုတွေကိုဆက်မပြတ်ကျူးလွန်လျက်ရှိကြောင်း KNU ဘုံကပြောဆိုရင် ဆလဘီတဝဲခိုင်အတွင်းဂျပန်စစ်တပ်တရားမဝင်တွေ့အောင်ရွက်ောက်ပွဲကိုနီလန်းမျိုးစုံသုံးပြီးတိုက်ဖြတ်မိဖြစ်ပြီးသူတွေလုံးဝပတ်သက်ခြင်းမပြုလို့တပ်ပေါင်းစုံ3ပိတနင်္သာရီတိုင်းတဝဲခိုင်အတွင်းဂျပန်စစ်တပ်တရားမဝင်တွေ့အောင်ရွက်ောက်ပွဲကိုနီလန်းမျိုးစုံသုံးပြီးတိုက်ဖြတ်မိဖြစ်ပြီးပြည်သူတွေလုံးဝပောင်းရင်ပတ်သက်ခြင်းမပြုလို့တဲ့ဝဲခိုင်တပ်ပေါင်းစုပြန်ကြားတောင်းခံရေးပေါ်ရှယ်ရူကပြောတယ် ဂျပန်ဆေးဥစုကနိုင်ငံတော်ရှိလူနေအိမ်တွေဘာသာရေးဆောင်တွေကိုဖျက်ဆီးခြင်းရွာလုံးချုပ်မိရှို့ခြင်းပြည်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းနဲ့ပုံကျတိုက်ခိုက်ခြင်းအရွယ်ရောက်ပြီးလူငယ်တွေကိုအထက်မှဆစ်မှုထမ်းခိုင်းစေခြင်းစားရလျက်တွေကိုယနေ့ချိန်ထိရက်ဆက်ကြမ်းကြုတ်စွာပြုလုပ်လျက်ရှိကြောင်းတို့ရရင်တုန်ကဲ့သို့ရက်ဆက်ကြမ်းကြုတ်မှုတွေနိုင်စဉ်ကျူးလွန်နေတဲ့ဂျပန်ဆေးဥစုကလာမယ့်ဒီဇင်ဘာလအတွင်းနိုင်ငံတော်မှာဟန်ပြရွေးကောက်ပွဲပြုလုပ်ပြီးနိုင်ငံရေးထွက်ပေါက်ရရန်ကြိုးပမ်းလျက်ရှိကြောင်းသိရတယ်။ ထို့သောဂျပန်ဆီယနာရှင်တွေကိုသက်ဆုံးရှင်စရာထွက်ပေါက်ရှာပြုလုပ်မဲ့ဟန်ပြရွေးကောက်ပွဲအစီအစဉ်ကိုတပွဲခိုင်အတွင်းရှိတော်လိုက်တဖွဲ့အားစုများအနေနဲ့ဒီလမျိုးစုံသုံးပြီးတိုက်ဖြတ်သွားကြရင်လည်းပြည်သူများအနေနဲ့လုံးဝပောင်းရင်ပတ်သက်ခြင်းမပြုကြရင်တဝဲခိုင်တပ်ပေါင်းစုကအလေးနဲ့တိုက်တွန်းကြောင်းသိရတယ်။ထို့ကြောင့်တဝဲခိုင်တပ်ပေါင်းစုအနေဖြင့်ဂျပန်စီအုပ်စုရဲ့ဟန်ပြရွေကောက်ပွဲမှာအစီအစဉ်ကိုလုံးဝလက်မခံကြောင်းနဲ့ဒီလမျိုးစုံနဲ့တိုက်ဖြတ်သွားပြီဖြစ်ကြောင်းတဝဲခိုင်တပ်ပေါင်းစုပြန်ကြားတောင်းခံရေးဝန်ရှိသူကပြောပါရယ်။လွတ်လပ်စွာ လုံခြုံမှုအတိုင်းအတာရှိပြီးတော့နိုင်ငံတကာရွေးကောက်ပွဲလေးလောက်သုံးသက်သူတွေရောပွင့်လင်းမြင်သာစွာနဲ့ကျင်းပနိုင်ခဲ့တဲ့2020ရွေးကောက်ပွဲမေယာလက်ကိုလက်မခံပဲကလိန်ကကြက်လို့အာဏာဝင်လူတွေကောင်တွေကတနိုင်ငံလုံးတိုက်ပွဲတွေဖြစ်မြို့ပေါ်တွေတွေ့ဖြစ်နေချင်းလေကြောင်းတိုက်ခိုက်မှုတွေစီးမရှိကမ်းရှိကြကြာကြာကျဲချင်အားကျင်းနေချင်းတနိုင်ငံလုံးကကမကမဖြစ်နေချင်းခွေတူပေါင်ရှာတာနိုင်ငံခွေတူဘက်ကနေဖောက်ထွက်ရလို့ရလို့ရညာလောက်တာနိုင်ငံထွက်ပေါက်ပိတ်နေလို့တနိုင်ငံလုံးနေရာနဲ့ တော်လန်နေတဲ့ချိန်ဒီလိုနေသားမျိုးမှာဘလို့လောက်ပြီးပွင့်လင်းမြတာမှုရှိတရားမျှတမှုရှိမဲ့ရွေးကောက်ပွဲဖြစ်လာမှလဲလို့ဒီကောင်းနေလားတဲ့တမမရှင်တော့လက်နဲ့အကုန်ချိန်လျှောက်ပြီးတဲ့ခိုင်မှာဒီလိုစေခွေးလောက်ချင်အောင်လောက်ခိုင်မဲ့ရွေးကောက်ပွဲမျိုးကိုအသိဉာဏ်ရှိတဲ့ဒီနိုင်ငံသားတိုင်းကပဲနီးနဲ့မှလက်ခံနိုင်ကြမရှိဘူး စစ်မင်းဆောင်မြောက်နိုင်တဲ့ဂျပန်စီအစုကလုံးလမြတာပြီးတော့ပွင့်လင်းမြစ်သားစာကျင်းပခဲ့2020ရွေးကောက်ပွဲမေယာလက်ကိုဆန့်ကျင်ကနိုင်ငံတော်တိုင်ပင်ခံတော်ဆန်းစုကျင်နဲ့နိုင်ငံတော်တိုင်ပင်နိုင်ငံတော်သမ္မတအဝင်မြင့်ပါဝင်ရွေးကောက်ပွဲနိုင်ရာပါတီမှလွှတ်တော်ကိုယ်စားလှယ်တွေအလုံးကိုဖန်ဆီးပြီးမတရားအနာလူယူခဲ့ပြီးတော့ယနေ့ချိန်ထိနိုင်ငံတော်မှာစစ်မီးတောင်းလောင်လျက်ရှိကြောင်းသိရပါတယ်ဇလပီလောင်လုံးမြို့နယ်အတွင်းစစ်ကြောင်းတို့နဲ့စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့နဲ့စစ်တိုက်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလက်နက်ကြီးနဲ့ပြစ်ခတ်နေပြည်သူတွေပြေလွှာထွက်ပြေးနေရ တနင်္သာရီတိုင်းလောင်လုံးမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့ဂျပန်စစ်တပ်နဲ့ဒေါ်လိုင်းတိုက်ဖွဲ့တွေကနေစတိုက်တိုက်ပွဲပြင်းထန်ပြီးစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခဲပြီးသူတွေဘေးလွတ်အထွတ်ပြေးနေကြအောင်ဒေသတွင်းစစ်သည်တွေကပြောပါရယ်ထိုးတီးတိုက်ပွဲအတွင်းဂျပန်စစ်တပ်ဘက်ကထိနာခဲ့ရကြအောင်စစ်သည်မော်နဲ့ခလာတရလေးတိုင်းကစစ်သားတွေကလက်နက်ကြီးနဲ့ကြားရီကိုရန်တပ်ပစ်ခဲလျက်ရှိကြောင်းသိရပါရယ်အဆိုပါဂျပန်စစ်တပ်စစ်ကြောင်းကိုအောက်တိုဘာ22ရက်နေ့ထိဒေါ်လိုင်းတိုက်ဖွဲ့တွေကလိုက်လံတိုက်ခိုက်နေခြင်းကြောင့်တိုက်ပွဲရဲ့ဇလက်ဖြစ်ပွားနေခြင်းဖြစ်ပါရယ်နားဆင်အားပေးကြတဲ့အတွက်အထူးဝင်ကျေးဇူးတင်ရှိပါရရှင်